ချို့တွေက sunscreen လူရဲ့အခါမှာဆက်သွားမျိုးလေးတွေရှိတတ်ကြတယ်ဆိုတော့ဘယ်လိုမျိုး sunscreen လူရင်ဆက်တာကဘယ်လိုကြောင်းရင်းနေကြောင်းဖြစ်တာလဲဒါ sunscreen နဲ့မတည့်လို့လားစိတ်ပူရလားဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြပြပေးခြင်းပါတယ်မတို့ sunscreen လူရင်ခဏတစ်ဖြုတ်အဒီဆက်သွားစေတတ်တဲ့အကြောင်းရင်းတစ်ခုကကြတော့ကိုသုံးတဲ့ sunscreen က chemical sunscreen ဖြစ်လို့ပေါ့နော် sunscreen မှာ physical sunscreen ရှိတယ် chemical sunscreen ရှိတယ် physical sunscreen မှာဆိုရင်အနည်းနဲ့များဒီ active ingredient တွေပါတယ် chemicals တွေပါတယ်အဲ့ chemicals တွေကဒီကိုအသားရေမှာနည်းနည်း irritation ရတာမျိုးလိမ့်လိုက်ဆက်သွားတာမျိုးတွေဖြစ်တတ်တယ်ဒါမဲ့ဒါခဏတစ်ဖြုတ်ပဲပေါ့နော်ဆိုတော့ပြီးရင် ော့တက်တာပါပါတယ်ဒီကလေးကိုကအဲ့ဒါကိုနည်းနည်းစိတ်ပူရဲဆိုရင်တော့ဒီ chemical sunscreen စား physical sunscreen လေးပြောင်းပြီးတော့သုံးလို့ရတယ်တခုရှိတာ chemical sunscreen တွေကတော့ပို့ပြီးတော့လူးလို့ကောင်းတယ် physical ကကြောက်ဒီ white gas jenner မျိုးလေးပိုင်းနည်းနည်းဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ကိုကအဲ့ဒီကချိန်ပြီးတော့ပေါ့နော်ကိုအဆင်ပြေတာမျိုးကိုသုံးလို့ရပါတယ် ို့ဆက်သွားတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကကျတော့ကိုယ့်ရဲ့ skin ကြောင့်ပေါ့နော်ကိုယ့်ရဲ့အရေးပြားကြောင့်ပေါ့ကိုယ့်ရဲ့အရေးပြားကအာနည်းနည်းလေးဒီ skin barrier လေးနည်းနည်းပြတ်နေရမျိုးဒါမှမဟုတ်လဲကို့မှာအာဒီအရေးပြားယောဂါတွေရှိရပေါ့အရေးပြားအသားရမ်းခြောက်တာတို့အရေးပြားရောင်တဲ့ယောဂါတွေရှိတာမျိုးပြီးတော့ကို့ skin ကနည်းနည်း sensitive ဖြစ်တဲ့ skin ပေါ့နော်ဆိုရင်တော့လို sunscreen လူးတဲ့အခါမှာအထူးသဖြင့် chemical sunscreen လူးတဲ့အခါမျိုးမှာဆက်သွားတာမျိုးလေးဖြစ်တတ်ပါတယ်ဆိုတော့ဒီကို့ရဲ့ skin ကိုဒီ sunscreen လူးဆက်တယ်ဆိုရင်ကို့ကဒီ moisturizer step မှာပေါ့နော် skin barrier ကိုပြန်ကောင်းစေနိုင်တဲ့ moisturizer လေးတေချာလေးခံလူးပြီးတော့မှအပေါ်က sunscreen လူးပေး ာမျိုးလှုပ်ပေးခြင်းအပြင်လည်းလူဆန်းစွင်လို့ရဆက်တာမျိုးကအနည်းနဲ့များသက်သာနိုင်ပါတယ်ဒီလိုမျိုးဆက်စီတက်တဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကကြတော့ကိုသုံးနေတဲ့ဈေးတွေကြောင့်ပေါ့နော်အထူးသဖြင့်ဝက်ချန်သမားတွေပေါ့ဝက်ချန်သမားတွေဆိုရင်ဝက်ချန်ဈေးတွေသုံးတဲ့ဥမာဘန်ဆွိုင်းပါအောက်ဆိုင်သုံးတာမျိုးတွေပြီးရင် retin white ပေါ့ adaptive no tretinoin စတဲ့ဈေးတွေလူးတယ်ပြီးရင်ဒီခါလေး exfoliation လုပ်တယ်ပေါ့နော် over exfoliation ဖြစ်သွားတယ်ဒီ age pH သုံးတာအရန်များသွားတယ်ဆိုရင်လည်းဆန်းစွင်လို့ရဆက်နိုင်ပါတယ်မတို့ဒီဝက်ချန်ဈေးတချို့ကပေါ့နော်ဥမာ adaptive လို့ပါလို့ဆိုရင်ညဘက်လူးထားရဆိုပေမဲ့အဲသူ့ရဲ့အချိန်ကမနက်ထိ ကြံနိုင်တယ်ဆိုတော့မနက်ပိုင်းမှာစမ်းစွင်လူကြီးဆက်သွားမျိုးရှိတယ်ဆိုတော့ဟိုဒါကတော့ဖြစ်တတ်တယ်တကယ်လို့ကိုကဒီမျိုးဝက်ချန်ဆေးသုံးနေနဲ့ဆက်နေရဲဆိုရင်တော့ဒီဝက်ချန်ဆေးလေးတွေကိုနည်းနည်းပြန်ပြီးတော့ short လို့ရတယ်ပေါ့နော်ရက်နည်းနည်းပြန် short တာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်အရင်ဆက်နေတာမျိုးဆိုရင်လည်းအဲလုံးဝခဏရက်ထားလိုက်တာမျိုးပဲဖြစ်ဖြစ်လုပ်ရတယ်တက်တာတော့မှပြန်ပြီးတော့ ဟိုဒီ retinoid ဒီ watch eye လေးတွေပြန်လူတာမျိုးပေါ့နော်အဲ့လိုမျိုးလုပ်ပေးလို့ရပါတယ်နောက်တစ်ချက်ကတော့ကိုယ့်အသားကြီးကနေလောင်ထားတာမျိုးဆိုရင်လည်းကိုကဒီ sunscreen လို့ရင်ဆက်တက်တယ်ကိုသားအမြဲနေပူရဲထွက်နေရတယ်နေလောင်တာများတယ်ဒါမှမဟုတ်ခီးသွားထားတယ်နေလောင်ထားတယ်အဲ့အချိန်မှာအဒီဒီရက်ထဲမှာ sunscreen ပြန်လို့ရင်ဆက်သွားတာမျိုးကြီးဖြစ်တတ်တယ်ဒီလိုမျိုးအချက်လေးကတော့အကြမ်းမြင်ပေါ့နော်ကို sunscreen လို့ရင်ဆက်စီတက်တဲ့အကြောင်းရင်းလေးတွေပေါ့ဆိုတော့အဲအရှိမပြောခဲ့သလိုပဲ sunscreen လို့ရင်ဆက်တာကအရင်ကြီးစိတ်ပူရတဲ့အချက်ထဲမှာတော့မပါဘူးဟိုလိမ့်လိုက်ခဏတစ်ဖြုတ်ဆက်တာမျိုးပေါ့နော်ပြီးရင်ခဏနေတော့သူပြန် မ်းပြီးကောင်းသွားတာမျိုးပေါ့ခဏတစ်ပြုတ်ဆိုရင်တော့စိတ်ပူစရာမလိုဘူးခုနပြောတဲ့အချက်လေးတွေမှာပေါ့နော်အဲကိုက chemical ကြောင့်ဖြစ်နေ physical လေးပြောင်းကြည့်တာမျိုး skin barrier ပြတ်နေ moisturizer လေးတေချာလူးတာမျိုးအာဒီ sunburn ရထားရဆိုတဲ့အခါမှာဒီနေလောင်ထားတဲ့တတအောင်ပေါ့ရှားဆောင်လေးတွေစူးသိမ်းဖြစ်တဲ့ဟာလေးလူးပြီးတော့မှ sunscreen လူးပေးတာမျိုး exfoliation တွေခဏခဏမလုပ်ပဲနဲ့ပေါ့နော်အရင်ပြင်းတဲ့ active တွေမသုံးတာမျိုးလုပ်ပေးခြင်းအပြင်လည်း sunscreen လင်းရင်စက်တာတွေကိုတတနိုင်တယ်ဒါပေမဲ့ကိုကဒီ sunscreen လူးရင်ပေါ့နော်ဟိုခဏတစ်ပြုတ်စက်တာမဟုတ်ဘဲနဲ့ sunscreen လူးတိုင်းစက်တယ်အကြာကြီးစက်နေတယ်နေရာရဲရဲပါဖြစ်တယ်ဆိုရင်တော့ ီ sunscreen ကကိုယ်နဲ့မတည့်တာဖြစ်နိုင်တယ်အဲ့ဒီခါမှာတော့ဒီ sunscreen ကိုရပ်သင့်ပါတယ်ဒီနေ့မှာပေါ့နော်တချို့တွေအတွက် sunscreen လိုရင်ဘာလို့ဆက်လဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြပြပြလိုက်တာပဲဖြစ်ပါတယ်